တော့တယ်စုဖွဲ့လို့ရှားမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တမ်းမတော်ရဲ့ကင်းထွက်မှုတွေနဲ့ဂျိုင်ရိုကော်ပတာရဲ့တိုက်ခတ်မှုတွေကြောင့်ဒီနေ့ရောင်မင်းသားရွာကစတင်ကြောင်းရဲ့ထိခိုက်မှုမှာတော့ရောင်မင်းသားရွာလေကြောင်းတိုက်ခတ်မှုမှာတော့အကြမ်းဖက်သမားတွေသေဆုံးသူ20ထက်မနည်းရှိတယ်လို့လည်းသိရပါတယ်။ဒီနေရာမှာတမ်းမတော်ဘက်ကဂျိုင်ရိုကော်ပတာတွေပါရာမော်တာတွေအပြင်ခုနောက်ပိုင်းမှာကုန်ကြမ်းစိတ်တက်တာပြီးတော့ထိရောက်တဲ့ဒီစပိုင်ဘောရုံးတွေအုံပြူလာတယ်ဆိုတဲ့သတင်းကလည်းပြီးခဲ့တဲ့ရက်သက်တပတ်အတည်းကဖြစ်ပါတယ်။ ဒီလိုစပိုင်ဘောလုံးနဲ့အသုံးပြုလာတာကတော့စကိုင်းတိုင်းမကွေးတိုင်းနဲ့ပြည်ပြည်နဲ့ဒေသတွေမှာတွေ့ရှိလာရတယ်ဆိုပြီးတော့အကြံဖက်အပင်မီဒီယာတွေမှာတောက်လျှောက်ဆိုလိုဖော်ပြခဲ့တာဖြစ်ပါတယ်။တမ်းမတော်ကအကြံဖက်သမားတွေနှိမ်နင်းမှုတွေပါရိုမော်တာဂျိုင်ရိုကော့ပတာတွေအပြင်ခုနောက်ပိုင်းဒီဟီလီယံတန်းွေသုံးသုံးနဲ့ဒီစပိုင်ဘောလုံးတွေကိုအသုံးချလာနိုင်ခြင်းကလည်းစီရီအရာကွန်ဂျက်စီကိုထိရောက်မှုကလည်းအများကြီးတာလာပါတယ်။ဒီစပိုင်ဘောလုံးတွေဆိုတာကဒုတိယကမ္ဘာစစ်မှာလည်းတွင်တွင်ကြကြအသုံးပြုခဲ့ပါတယ်။ ဂျပန်တွေကအမေရိကန်ကိုတိုက်ခိုက်တဲ့အချိန်ဒုတိယကမ္ဘာစစ်ထဲမှာလည်းမီးလောင်ပုံးတွေကိုပြေးချခဲ့တယ်။ဒီအချိန်မှာလည်းဒီစမိုက်ဘောလုံးတွေရဲ့အခန်းကဏ္ဍကတော့အရေးပါနေသေးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလထဲမှာတော့တရုတ်နိုင်ငံဘက်ကဒီစမိုက်ဘောလုံးကလေလံကြောင်းပြောင်းသွားပြီးတော့အမေရိကန်နိုင်ငံရဲ့ဒီမွန်တာနာပြည်နယ်အထိရောက်ရှိသွားပြီးတဲ့နောက်အမေရိကန်လေတပ်ကပြေးချခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။တရုတ်ကတော့ဒါကမိုးလေဝသစောင့်ကြည့်တဲ့ပုံပေါင်းအဖြစ်ပြောဆိုခဲ့ပေမဲ့အမေရိကန်ကတော့ဒါကစမိုက်ဘောလုံးအနေနဲ့သတ်မှတ်ပြီးတော့ပြစ်တင်ဝေဖန်မှုတွေလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကယ်တော့အခုနောက်ပိုင်းစပိုင်ဘောလုံးတွေကကွန်ကြားစိတ်တက်တာတဲ့ကဘာမြေပေါ်ကနေဆက်လက်ပြီးတော့တက်ရောက်နိုင်တဲ့အကွာဝေးကလည်းပေပေါင်း6000လောက်ကနေစပြီးတော့3000 2000လောက်ထိတက်ရောက်နိုင်ပါတယ်။နောက်လေရင်နေပြန်တန်းနိုင်တဲ့အမြင့်ပေထပ်ပို့ပြီးတော့ပြန်တန်းနိုင်တာဖြစ်တယ်။ဒါအပြင်အခုကဘာပတ်လန်းပေါ်မှာရှိနေတဲ့ထောက်လန်းရေးဂျိုတူးတွေနင်းနီးတက်ရောက်ပြီးတော့ထောက်လန်းနိုင်တာဖြစ်တဲ့အတွက်အများကြီးအရေးပါတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့စပိုင်ဘောလုံးတွေကတော့ပေ12000ကနေ2000ဝယ်ဝန်းကျင်ထိတက်ရောက်ပြန်တန်းနိုင်တယ်ဆိုတဲ့သတင်းတချို့ကိုလည်းကျွန်တော်တို့သိရှိရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီ spine ball လုံးတွေကဘယ်လောက်ထိအရေးပါတယ်ဘယ်လောက်ထိအသုံးတည်တယ်လဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေရဖြစ်ပါတယ်။ဒါပေမဲ့အကျန်းပသမားတွေကတော့ gyrocopter တွေ paramotor တွေနဲ့တွင်သွေးပြက်နေရပြီဖြစ်ပြီးတော့အခုလိုမျိုးဒီကင်းထောက်မှုတွေကိုအေးအေးတင်ငြိမ်စွာနဲ့စုံစမ်းနိုင်တဲ့ထောက်လန်းနိုင်တဲ့ spine ball လုံးတွေအသုံးပြုလာရခြင်းကတော့အကျန်းပသမားတွေအတွက်ဘလို့မှကိုကြောမလုံစေရအခြေအနေတစ်ခုဖြစ်လာတော့မှာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်လေလံကြောင်းပေါ်မှာသွားပြီးတော့ တည်ငြိမ်နေတဲ့ပုံစံမျိုးနဲ့ရပ်ပတ်သမားတွေစူးပွဲမှုတွေစူးရက်တွေနဲ့ပြက်မှတ်တွေအားလုံးကိုကင်းထောက်နိုင်ပါတယ်။နင်းညမပြက်ကင်းထောက်နိုင်တာတွေရှိပြီးတော့လေလံကျောင်းနဲ့သွားရဲဆိုပေမဲ့လေဒီဆက်မှန်ပြီးတော့ modify ပြုလုပ်ပြီးသွားမယ်ဆိုလို့ရှင်သွားခြင်းနဲ့ဥတ္တိယလမ်းကြောင်းကိုသွားဖို့ဆိုလာကိုအသုံးပြုပြီးတော့ပန်ကောက်တွေဒလက်တွေတက်ပြီးတော့ဥတ္တိယလမ်းကြောင်းကိုသွားရောက်မောင်းနေနိုင်တဲ့စနစ်တွေလည်းပြင်ထင်လို့ရရပါတယ် ဆိုတော့လက်ရှိတက်မတော်ကဘယ်လိုမျိုးစပိုင်ဘောလုံးနဲ့အသုံးပြုနေတယ်လဲဆိုတာကတော့တိတိကျကျမသိရသေးဘူးဖြစ်ပါတယ်။ဒါပေမဲ့အကျန်းပတ်သမားတွေအနေနဲ့စပိုင်ဘောလုံးနဲ့အသုံးပြုကင်းထော်ပြီးတိုက်ခိုက်မှုတွေကတော့အခုရွှေဘူမှာရှိနေတဲ့အညာသာတောသားတွေကဈေးဦးပေါက်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။စပိုင်ဘောလုံးနဲ့ကင်းထော်တဲ့ပါရမော်တာဂျိုင်ရိုကော်ပတာနဲ့လေကြောင်းကနေသွားရောက်တိုက်ခိုက်ပြီးတော့ဘေးမှာ UAV တစ်စင်းကပါစောင့်ကြည့်ပေးခဲ့တယ်ဆိုတဲ့စစ်ဆင်မှုက တကယ်ကိုဤပညာဘက်ကိုပြောင်းလဲလာတာဖြစ်ပြီးအဖိတ်အစဉ်အ ਨੇ ဆုံးနဲ့အကြံဖက်သမားတွေကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်တဲ့တိုက်ခိုက်မှုစစ်စင်ရေးပုံစံမျိုးကိုမြင်တွေ့လာရတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းရွေးကောက်ပွဲအလွန်ကာလစကိုင်းတိုင်းမှာရှိနေတဲ့မြို့နယ်တွေရဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးဒါအပြင်ရွေးကောက်ပွဲကိုနှောက်ရှက်မယ်ဆိုတဲ့အကြံဖက်သမားတွေရဲ့စုဖွဲ့မှုတွေဝင်ရောက်မှုတွေကိုလည်းဒီလိုမျိုးစပိုင်ဘောလုံးတွေပရိုမိုတာတွေဂျိုင်ရိုကော်ပလာတွေကိုအသုံးပြုပြီးတော့ MF ကြီးကြီးဖြည်းဖြည်းနဲ့မှန်မှန်နှိမ်နှင်းသွားနိုင်ခဲ့မယ်ဆိုရင် NUG PP အုပ်စုရဲ့အသုံးချခံ ဇကိုင်းမှာရှိနေတဲ့စစ်တေတတဲ့လက်အောက်ခံ PDF တွေကတော့နေ့စဉ်ထိခိုက်သေဆုံးမှုပါပဲဖြစ်ပါတယ်။ဒီနေရာမှာရွှေဘူဝက်လက်တကြောသာမကဇကိုင်းတိုင်းရဲ့မြောက်ဖက်ချမ်းမှာရှိနေတဲ့ဒီမင်းကုန်းတကြောက PDF တွေ Unicorn ပျောက်ကြားအဖွဲနဲ့ပတ်သက်တဲ့ကြမ်းပသမားစုဖွဲ့နေရာတွေကိုလည်းစနိုက်ပါလုံးနဲ့ဂျိုင်ရိုကော့ပတာတွေနဲ့ချိန်ဆက်ပြီးတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ယူနီကွန်အဖွဲ့တွေကသခိုင်းမြို့ကိုအဓိကထားပြီးချင်းချောက်နေတာဖြစ်ပြီးတော့အဖွဲ့ကိုအဓိကထားနှောက်ယှက်မဲ့အဖွဲ့လိုလည်းဆိုရမှာဖြစ်ပါတယ်။ ဆိုတော့သခိုင်းနဲ့ပတ်သက်ပြီးပြောရင်တော့သခိုင်းမျိုးကိုအဓိကနှောက်ယှက်နေတာကတော့ unicorn ကအညာသားတွေဖြစ်တယ်။မင်းကုန်းဒေတာမှာအခြေပြုလှူရှားနေတာဖြစ်ပြီးတော့ wallet ရွှေဘူတကြောကအဖွဲ့တွေကတော့ရွှေဘူပတ်ဝန်းကျင်ကရွာတွေမှာစုဖွဲ့နေကြတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအခင်းချင်းမှာတော့တမရော်ရဲ့ swine ball နဲ့ကင်းထောင် gyrocopter နဲ့တိုက်ခိုက်ပြီး UAV နဲ့အကဲချိပေးတဲ့အကြောင်းတိုက်ခိုက်မှုကတော့တကယ်ကိုအောချလောက်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ တမ်းတော်ရဲ့အခြေစက်မိမိနဲ့ဆောင်ရွက်မှုတွေမှာမကြမ်းဘက်သမားတွေအတွက်နင်းနဲ့ညချင်းချောက်ခံရတဲ့အခြေအနေကိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုနှောက်ရှက်မယ်ဆိုရင်တော့နှောက်ရှက်မယ်လို့စိတ်ကူးရှင်လိုက်တာနဲ့နောက်ွယ်ကနေနောက်ဘိုးလာသိမ့်မယ်အခြေအနေမျိုးတွေနဲ့အကျက်တဲတွေအခက်အခဲတွေကိုရင်ဆိုင်နေရတော့မှာပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့အော်တိုဘာ25ရက်နေ့မနက်7:17မိနစ်ဝန်းကျင်မှာပဲသခိုင်းတိုင်းဖြေဖို့မြို့နယ်ညောင်မင်သာကျေးရွာမှာရှိတဲ့စာတင်ကျောင်းကို စကမ်းလာချတဲ့ PDF တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစေဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။